ပို့ပြီးအတိအကျတင်အောင်အဖေကိုခေါ်လိုက်တဲ့အချိန်မှာတကယ်ကြီးဟုတ်ရဲ့လားဆိုအဖေကဟုတ်တယ်သူကလည်းဝင်းတဲ့ဆောင်နဲ့ခြေခွဲဆောင်နဲ့ကျွန်တော်ကိုပြောတဲ့အချိန်မှာနေရာဆောင်ကမြည်ဝဲပြီးတော့ဒါလေးကိုကိုချစ်ကောင်းရဒုက္ခလာပါစေကွာတကယ်လေးစားဖို့ကောင်းပါလေသူဒီတိုက်ပွားလေးထွက်ပြေးနေတော့မှဟိုအထက်ကကဲပေးပါလို့ပြောတဲ့အချိန်မှာသူတော့ကဲလိုက်တဲ့အချိန်မှာဟိုကအုံနေနေနဲ့ဖြီးသွားပြီးတော့ဆုံးသွားတော့တီးခဲ့ရပါတယ် ဆရာဝန်နဲ့ပြီးသွားရဆိုတော့ तू ကကြည့်ချင်တဲ့စိတ်ရှိရှိတော့ तू အဆုံးနေတာတော့မျိုးစိတ်တက်နေတော့တဲ့ကျွန်တော်စင်စင်မကောင်းဖြစ်ခဲ့ရပြီမဲ့လဲ तू ကိုအရင်ချီးကျူးပါတယ်ဟုတ်ပါတယ်အချိန်မှာတကယ်ကိုစိတ်မကောင်းဖြစ်သွားပါတယ်ကျွန်တော်ရဲ့တဝင်းခွဲအကိုအောင်မှာအကိုကိုချစ်အောင်မှာဟို SN ထဲမှာပါသွားချင်ပါတယ်တကယ်ပို့ပြီးတော့ဟိုရင်ထဲမှာပို့ထီးသွားပါဘောနော် ဆိုတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကျွန်တော်အဲ့ချိန်မှာဟိုအလုပ်လုပ်ပြီးတဲ့ချိန်မှာညမိုးချိုရောက်တဲ့ချိန်မှာအဖေနဲ့ဖုန်းခေါ်ဖြစ်တာပေါ့နော်ဘာလို့ဆိုကျွန်တော်အဲ့တည်းကအဖေရဲ့ Facebook live မှာတွေ့လိုက်တဲ့ချိန်မှာဟိုကျွန်တော်တော်တော်လေးကို shock မိပါတယ်အတီကြမတိပါဘူးအခုဆင်းပြေမှာဟိုဘက်ကအမေကြီးတယောက်ကတားလေးရဲ့ကဲပါဆိုတော့ကိုကိုချစ်ပြေးပြီးအကဲကိုချစ်ပေါ်ထပ်ပြီး အုတ်တေပြုတ်ကြကျွန်တော်တော်နဲ့ကိုရှင်စတိယလူရအောင်အရောက်ဒါလေးအသက်ဆုံးရှုံးသွားတယ်ပိုပြီးအတိအကျကြည့်အောင်အဖေကိုခေါ်လိုက်တဲ့အချိန်မှာတကယ်ကြီးဟုတ်ရဲ့လားဆိုတော့အဖေကဟုတ်တယ်သူကလည်းဝင်းနဲ့ဆောင်နဲ့ခြေခွဲဆောင်နဲ့ကျွန်တော်ပြောတဲ့အချိန်မှာနေရာဆောင်ကမြေကြီးဝဲပြီးတော့စင်မကောင်းစားနဲ့ဟိုကိုကိုအချစ်အကြောင်းနေစကားပြောတာပေါ့ဖြစ်သွားဘယ်လိုမျိုးဆုံးသွားရလဲဆိုတော့ तू ကဟိုတကယ်လေးစားဖို့ကောင်းပါလေ तू ဒီတိုက်ပွားလေး ထွက်ပြေးနေတော့မှဟိုအထက်အဖွားကြီးတယောက်ပေါ့နော်ဟိုကဲပေးပါလို့ပြောလိုက်တဲ့အချိန်မှာသူတော့ကဲလိုက်တဲ့အချိန်မှာအမဒီအပေါ်ကဟိုအုံနေနေနဲ့ဖြီးသွားပြီးတော့ဆုံသွားတော့တီးခဲ့ရပါတယ်ဒါ तू ကဆရာဝန်နဲ့ပြီးသွားရဆိုတော့ तू ကကဲချင်တဲ့စိတ်ရှိရှိတော့ तू အဆုံးနေတာအဲ့မျိုးစိတ်တက်နေတော့အတွက်ကျွန်တော်စစ်စစ်မကောင်းဖြစ်ခဲ့ရပြီမဲ့လဲ तू ကိုအရင် ချီးကျူးပါတယ်လေးစားပါယောက်ျားလည်းယဉ်ပီးသားလည်းလို့လည်းယုံကြည်ပါတယ်ကိုကိုချစ်တားလေးကိုကိုချစ်ကောင်းရသူကတိလာပါစေကွာလေးမောင်စကူချစ်တော့ပဲမဟုတ်ဘူးဒီမြန်မာပြည်သူသားတွေဆုံးသွားတဲ့မြန်မာပြည်သူသားတွေအတွက်ပေါ့နော်ကျွန်တော်တို့ရှိုးလိုက်မိသားစုဘက်ကနေကျွန်တော်အပါဝင်ကျွန်တော်မိသားစုတွေအပါဝင်တနေရာလောက်လိုအပ်တဲ့နေရာတွေမှာ ဟိုကုညီဆောင်ရွက်ဖို့စီစဉ်နေရှိပါတယ်အဖေကတော့တော်တော်လေးကိုစိတ်မကောင်းပါဘူးเนาะဘာလို့ဆိုကိုကိုချစ်ကတော့ကျွန်တော်အဖေဘက်ကဟိုအမျိုးဖြစ်နေတဲ့အတွက်ပို့ပြီးတော့ကျွန်တော်အဖေအတွက်ရင်ထိသွားတယ်ကျွန်တော်ချော့ရတဲ့ဆိုင်ကြည်ခွဲစာနဲ့စကားလေးပဲပြောဖြစ်တာပေါ့ကျွန်တော်တို့ချိုးလိုက်ဘက်ကနေဒိုနေလို့ပို့အစီအစဉ်လေးအများကြီးရှိပါတယ်အခုလက်ရှိပေါ့နော်ကျွန်တော်တို့ဟိုရေတံဘူးလေး လူထားပါတယ်အဲ့ဒီပုံမှာကျွန်တော်တို့ရေတန့်ဆက်ပါတခါလဲလူပေးထားပါတယ်ဟိုပို့လဲပို့ပြီးွားပါပြီနောက်ထပ်လဲဟိုကျွန်တော်တို့ဒီစီအထုတ်လေးပေါ့နော်ဒီစီထုတ်လေးမှာကျွန်တော်တို့ဒီအခိုက်အခဲပျောက်စီလို့အာဒီကုန်းလေးလို့ရေပေါ်ပစ္စည်းတွေရေပေါ်တုံးရတဲ့တုံးရတဲ့ပစ္စည်းတွေပေါ့နော်စီးတွေပေါ့အာပြီးတော့ဆိုင်စီးတွေတို့မျိုးစုံရှိပါတယ်အထက်မှာအဲ့မှာလဲကျွန်တော်တို့စုစုပေါင်းဟိုအခုတစ်ထောင်လောက်ကျွန်တော်တို့မှားထားပါတယ် နေရာတော့ကျွန်တော်တို့မဝင်မဲ့တဲ့ဘက်ကနေကုညီပေးစွာနဲ့ပို့ပေးမယ်လို့ပြောကျွန်တော်တို့ပေးထားပါတယ်။ဟိုနောက်ထပ်ရှေ့အားတော့ကျွန်တော်တို့ကိုယ်တိုင်ပို့ဖို့အစီအစဉ်ရှိပါတယ်။အာနောက်ထပ်တော့ကျွန်တော်တို့ကတော့ဟိုတွေးလူပို့ကမ်ပိန်းတော့အစီအစဉ်ရှိပါတယ်။အဲ့ဒီအပေါ်မှာလည်းပေါင်ဝင်ကျင်တဲ့လူတွေလာပြီးတော့ကုညီပေးပြီးတော့ဟိုပေါင်ဝင်ပေးကျွန်တော်တို့နဲ့မီတာရှိုးလိုက်မီတာစုနဲ့အတူဟိုတူတူတွေးလူပေးလို့ရပါတယ်လို့လည်းဟိုကျွန်တော်တို့ခါလဲပြောထားပေးချင်တာပေါ့နော်။ ျွန်တော်တို့အခုလက်ရှိဒီငလင်မှာအဓိကထိခိုက်သွားတဲ့နေရာလေးတွေစေယုံလေးကျွန်တော်တို့လူသွားဖို့ရှိပါတယ်သူပြင်မန္တလေးရဲ့စကိုင်းရံပေါ့နော်နောက်ထပ်ဒုက္ခရောက်နေတဲ့နေရာလေးကိုလည်းကျွန်တော်တို့လူဖို့လည်းအစီအစဉ်ရှိပါတယ်ဟုတ်အခုဒီငလင်ကြောင့်သူတွေဆုံးရှုံးသွားတဲ့အချိန်မှာကျွန်တော်အမျိုးပါပါသွားတဲ့ချိန်မှာတရားတဲ့အတွက်လည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်ရပါတယ်။ဟိုမြန်မာပြည်သူသားတွေအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဒီဘက်မှာလည်း ဟိုပြန်လာနိုင်ပါတယ်ဆိုယုံကြည်ပါတယ်ခွန်အားလည်းပေးချင်ပါတယ်လိုအပ်တဲ့နေရာတွေမှာကျွန်တော်တို့ဟိုအကူအညီသွားဖို့တဲ့အစီအစဉ်တွေရှိပါတယ်ဟိုကျွန်တော်တည်တဲ့ငွေပညာရှင်တွေရောဟိုကျွန်တော်တည်တဲ့တကယ်ချင်းတွေရောဟို mentality စကိုင်းတိသွားပြီးအကူအညီပေးတဲ့လူတွေကိုကျွန်တော်ဒီခက်မကဟိုဒီဘက်ကနေလည်းကျေးဇူးတင်ခြင်းလို့ပြောခြင်းနဲ့အားအားပေးခြင်းနဲ့ဖြစ်နိုင်အောင်မှပါဝင်ပေးခြင်းနဲ့သူတို့အခုလက်ရှိကူညီပေးနေတဲ့အတွက်လည်း ျွန်တော်သူတို့ကိုတန်တန်လောက်လိုရရှိရင်လည်းကျွန်တော်တို့စီကိုလည်းဟိုဆက်သွယ်လို့ရပါသေးတယ်ဟိုပြောချင်ပါတယ်ဟုတ်